အဲ့ဒါသူကတော့သစ္စာတရားနာဆရာကောင်းသမားကောင်းနေနဲ့တွေ့တော်လဲပဲဗရပရမပုဂ္ဂိုလ်တော့ဆိုဒီဘဝမှာจွတ်တန်းမဝင်နိုင်ဘူးဒီဘဝမှာจွတ်တန်းဝင်နိုင်တဲ့ခါကျတော့ဒီကျင့်သုံးတဲ့ဝိဝဒနာတရားတွေကအချင်းချင်းဖြစ်လာဆိုတော့ဦးဇင်းတို့ဇောကနကျင့်တရားနဲ့ထောက်ကြည့်မယ်ဆိုရင်လည်းပဲအဲ့ဒါညံဓမ္မညံလုတ်တွေကဒီဘဝမှာသောတာပန်မတည်နိုင်ခဲ့ရင်တော့ဒုတိယဘဝပေါ့ အဲ့ဒါဒုတိယဘဝမတည်ခဲ့ရင်တော့တတိယဘဝမှာစာရင်နိဗ္ဗာန်ရောက်တဲ့ဒီမြန်မြန်ဆန်ဆန်ထောက်ပံ့နေတော့ပြီးတာပေါ့ဒါဥသင်တို့အင်္ဂုတ္တရနိကေသဒုကနိဗ္ဗာန်သောတာနုက္ခရာတို့နဲ့ပြောမယ်ဆိုရင်တော့အဲ့ဒါနိမန်လက်မန်နဲ့ကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ဟာသူကနားတဲ့တရားကလည်းသစ္စာတရားနာနှုတ်ထဲမှာလည်းဆောင်းနှလုံးသွင်းကလည်းမှန်ပြီးတော့ဒိဋ္ဌိကိုလည်းသိဉာဏ်နဲ့ခွာဖြစ်ပြဓမ္မ သောတရားတွေကိုပိုင်မနေနိုင်ညနေ3:00နာရီပြီးတော့ရှုမှတ်နေတဲ့ပုဂ္ဂိုလ်ပေါ့ဒါရီပုဂ္ဂိုလ်ကဥစဉ်တို့ဒီဘဝမှာသောတာပန်မတီးခဲ့ရင်တောင်မှဒုတိယဘဝမှာသောတာပန်တည်နိုင်လောက်တဲ့အခွင့်အရေးရှိတယ်လို့ဒါအင်္ဂုတ္တရနိကေသရုတ်ကနိဗ္ဗာန်သောတာနုကရသုတ်တို့မှာဒါလေးတွေပူဇော်ရတယ်ဒါရီမှာဥစဉ်တို့ဒီမှာ၄မျိုး၄သာရှိတဲ့တဲကပုဂ္ဂိုလ်တွေကတော့ဗရပရမပုဂ္ဂိုလ်ကတော့ဒီဘဝမှာသောတာပန်မတည်နိုင်ဘူး ဒါပေမဲ့လည်းချီးနှီးဖြစ်သလားမဖြစ်ဘူးဆိုတာကိုဒါလေးလည်းမှတ်ပေါ့ဗျာနော်အဲ့တော့ဦးဇင်းတို့ဒီမှာရှိတော့ပုံကို၄မျိုးလေးစားရတယ်အဲ့တော့ဒီ၄မျိုးလေးစားလုံးကတော့နားတဲ့တရားကတော့သူတော်ဘာဟောတဲ့တရားကိုနားရတာပဲဒါအကတော်ကကြီးဖြစ်လည်းပဲသောတာပန်တည်ဖို့ရအတွက်သောတာပန်အနာဂတ်ယန္နာခီတလန်းမှုရအတွက်ကတော့သူတော်ဘာဟောတဲ့တရားကိုနားရတယ်ဒါလောကကြီးမှာသူတော်ဘာဟောခဲ့တဲ့တရားကို နာတရားမလိုဘဲနဲ့ကိုယ်ပိုင်ဉာဏ်ဖြင့်ထိုးထွင်းရင်သိတာဆိုလို့တမ္မာတန်ဗုဒ္ဓဘုရားနဲ့ပစ္စေကဗုဒ္ဓဘုရားပဲရှိတယ်။ဒါရှိပိုင်းမဟုတ်သူတို့အမှတ်တဓမ္မအစင်ထဲမှာဒါပြည့်ခဲ့ပြီသားဖြစ်တယ်။ဒါလေးတွေဥသူတို့ပြန်ကောက်ရတယ်ဆိုတော့ဟောတရားဓမ္မတို့နားတဲ့ခါကျရှင်းတော့တရားဓမ္မတွေဆက်ဆက်မှုရှိသွားအောင်လို့အဲ့ဒါရှိတဲ့ဥသူတို့တမ္မာတန်ဗုဒ္ဓဘုရားကတော့ ကိုယ်တိုင်သစ္စာသိတယ်လို့တတ္တဝါဝိနည်းရတယ်ကိုလည်းအာသောကုန်ကန်ရန်တာတွေဖြစ်အောင်တရားဓမ္မတွေပေးဟောတယ်သူတော်ကလည်းသစ္စာသိအောင်ဟောပေးတယ်ဟောတယ်ဘုရားကပစ္စေကဗုဒ္ဓရှင်မြတ်ကြတော့ကိုယ်တိုင်တော့သစ္စာသိတယ်တတ္တဝါဝိနည်းရတွေကိုသစ္စာသိအောင်ဟောမပေးနိုင်တရားတမန်တမ္ဗုဒ္ဓဖះနဲ့ပစ္စေကဗုဒ္ဓဖះအဲ့တော့ဦးသိန်းတို့ဖះကြီးနဲ့ဖះငယ်လို့လည်းဒါလေးတွေပူဇော်ထားတာရှိတယ်နော် ဒါရောမလို့တရားနိုးစင်းတို့ဟာငါတို့တရားနာရမလို့အောင်ကွာတရားတမနာရမလို့အောင်သွားပြီးတော့မတွက်လိုက်နဲ့နော်ဒါရောမလို့ဥစင်းတို့တတ်ဓမ္မတဝနံအတိဒုံလပံတရားတရားကိုနာကြဖို့ဆိုတာအင်မတန်မှခရင်လာတရားတမတရားတမနာဖို့ဆိုတာအင်မတန်မှခရင်လာဒါရောမလို့တရားနိုးစင်းတို့ကတော့ထူးကြတာကိုဘုရားလိုတော်ကြခြေစတော်ရှင်မိုးဆရာတော်ဘုရားကြီးက ဓမ္မအတန်တက်တည်တော်ပူဇော်ပြီးတော့ကိုတိုင်ကိုကြနာဂတရားနာညာငခန္ဓာလှဲ့တဲ့လုပ်ငန်းသင်ကြီးတွေလည်းဒီမှာနေ့စဉ်ဆောင်ရွက်ခွင့်တွေရရတယ်။အဲဒါသူတော်အုပ်စင်တို့ပွားများအထုတ်ခွင့်တွေရကြရတယ်။ဒီတော့ဒီပုဂ္ဂိုလ်လေးမျိုးကြည့်မယ်ဆိုရင်တော့ဥစဉ်တို့အဂသာဝကနဲ့မဟာသာဝကသည်တမ္မာတမ္ဗုဒ္ဓဘုရားတတ်တော်ထင်ရှားရှိချိန်မှာပဲပေါ်ထွန်းနိုင်တယ်။ဒါလေးလည်းဒီခါလေးတွေ့မှတ်တာနော်။ အဲ့ဒါသမ္မသမ္ဗုဒ္ဓဘုရားတတော်ထင်ရရှိချိန်မှာပဲအဂတဝကတို့မဟာတဝကတို့ပေါ်ထွန်းနိုင်တယ်။ဟောဒီမှာဦးဇင်းတို့နေရပုဂ္ဂိုလ်တဲ့ဒီနေ့နေရပုဂ္ဂိုလ်နဲ့ပတ်သက်တဲ့သဘောတရားလေးတွေပေါ့နော်။ဒါလေးတွေဦးဇင်းတို့ပါရမီပိုင်းခြားလေးတွေပြန်လည်ပြီးတော့ပူတော်ကြည့်မယ်ဆိုရင်တော့သမ္မသမ္ဗုဒ္ဓဘုရားလေးသိင်ချင်းနဲ့ကဘာတသိင်ပါရမီတော်တွေဖြည့်တယ်။သာသူတော်ဦးဇင်းတို့ဗရကဘာမှာဘုရားငါ့သူ့ကိုပွင့်နေတွေ့ကြုံရတဲ့လေးသူမြောက်ဘုရားက ။ဗာမီဖြစ်ခြင်းကြတဲ့အပိုင်းခြားပြန်ကြည့်ပါဆိုရင်တော့လေးသိင်ရှင်တဲ့ကဘာတသိမ်းပဲ။ပိသေကဗုဒ္ဓကနှစ်သိင်ရှင်တဲ့ကဘာတသိမ်းပါဏမီဖြစ်ရတာ။အကသာဝကကတသိင်ရှင်တဲ့ကဘာတသိမ်းပါဏမီဖြစ်ရတာ။မဟာသာဝကကကဘာတသိမ်းပါဏမီဖြစ်ရတာ။ဟောဒီဘက်ကနေရပုဂ္ဂိုလ်ကြတော့ပါရမီကအပိုင်းအခြားမရှိဘူးတဲ့။ဒီနေ့တို့တော်တော်တရားတွေနားနေတာဒါပါရမီဖြစ်နေတာပဲ။ ဒါနကုသိုလ်တွေလုပ်နေတာပါရမီဖြစ်နေတာပဲသီလကုသိုလ်တွေလုပ်တာပါရမီဖြစ်နေတာပဲတမလာတရားတွေပွားများနေတာကပါရမီတွေဖြစ်နေတာပဲဟောတရောနုစဉ်တို့ဝိပဿနာတရားသစ္စာတရားခန္ဓာဉာဏ်တရားတွေနာယုမတ္တပွားများအထုတ်နေတယ်ဆိုတာဒါဖြည့်စည်းနေတာပဲတရားဝင်တွေကပါရမီနဲ့ပတ်သက်တဲ့စကားလုံးလေးပြောခဲ့တယ်လေပရမန်ဘောင်ဝံပါရမီတဲ့ပါရမီဆိုတာဗာလဲမင်းနဘတ်တိဒိဗေကမြင့်မြတ်သူတို့ဤအလုံးတနည်းအားဖြင့်ပါရမီဆိုတာဖြည့်စည်းနေတာ ပါရမီဆိုတာဘာလို့နေရလဲတဏှာမဲ့ပေါ့ဗျာနော်ဘုရားပါရမီဆိုတာဟာမြင့်မြတ်သူတို့၏အလုပ်ပဲဘုရားအစာကြီးတဲ့အရိယာသူတော်ကောင်းကြီးတွေလမ်းတွေအတိုင်းသူတော်ကောင်းတို့ကျင့်သုံးနိုင်အောင်ကြိုးစားပြီးတော့မြတ်တော်လုပ်ငန်းတွေလုပ်ကြတယ်တနည်းအားဖြင့်ပါရမီဆိုတာကတော့ဖြည့်စည်နေတာတရားဤတော့နေရာပုဂ္ဂိုလ်ဆိုတာကတော့တရားဓမ္မနားတဲ့ခါမှလည်းပဲဒီအဂတဝကကတော့ သစ္စာတရားနားတဲ့ခါမှာတစ်ချိန်နဲ့မဟာတာဝကကလည်းတစ်ချိန်နဲ့ပဲဒါပေမဲ့အကတာဝကရှင်မကြီးကတော့အကျဉ်းမြသစ္စာတရားနားတယ်မဟာတာဝကကျတော့အကျေဝီပံပြတဲ့တရားကိုနာယူမသားပူဇော်ရတယ်ဒါလေးတွေကအပိုင်းခြားလေးတွေတော့ကြွားတာပေါ့ဗျာနော်ဟောဒီတော့တို့ဒီမှာနေရာပုဂ္ဂိုလ်ကတော့နားရတဲ့တရားကလည်းသစ္စာတရားအကျဉ်းရွတ်ကအကျဉ်းများစွာတယ်တစ်ချိန်နဲ့လားအကျဉ်းရင်လားဒါသစ္စာတရားကို အချင်းချင်းခါခါပမတ်တက်နာယူရတယ်တဲ့ဒါကြောင့်ကိုနေရပုဂ္ဂိုလ်တွေပါမပါဆိုတာကတော့ဒုံလဘငါးပြန်နဲ့ချိန်ကြည့်ပေါ့ဗျာဆရာကြီးကတော့ဒါလေးတိုင်းတက်တာနော်အဲဒါသူတော်လူစဉ်တို့ဘုရုပါတော်ဒုံလဘလောကသမိန်เนี่ยဖျားပွင့်ရခွင်ဒုခါဒုနဲ့ကြုံဖို့ဆိုတာအင်မတန်မှခရင်လာတယ်ဒါကလောကလည်းမှာဖျားကတော့ပွင့်နေပြီဒါပေမဲ့ကိုကကယ်ရှိတဲ့ခါကျတော့လူဝရနေအောင်မှာ ဖះကတော့လောကလည်းမှာရောက်နေတယ်ကိုကရပ်ပြည့်ရှင်ပါတဲ့ရောက်နေလဲအဆင်မပြေဘူးဖះလောကလည်းမှာပွင့်နေတယ်ကိုကခဲရပ်ပြည့်ရှင်ပါတဲ့မှာရောက်နေရဆိုရင်ဖះပွင့်တာကိုနဲ့မဆိုင်တော့ဘူးဒါကြောင့်အခဏသုတ်တန်နဲ့ထောက်တဲ့ခါကျတော့ဘုဒ္ဓပါရနဝမခဏဆိုတာသူတော်တို့ဥစဉ်တော့ဒီခဏလေးကိုလာပြီးတော့ဂျုံနေတာအဲ့ဒါမိမိရရှိနေတဲ့အခွင့်အရေးတွေကိုမဆုံးရှုံးပါသေးနဲ့အထက်စင်တိုက်တွန်းပါလေဗျာနော်အဲဒါကြောင့်မလို့ဥစဉ်တို့ကဲကြည့်လိုက်တော့နေရာပုံကိုတဲ့ တရားနုစင်တို့ဘုရားသာသနာနဲ့လည်းဂျုံနေတဲ့ဘုရားပွင့်ရခါအဲ့တော့လူဘဝလူခန္ဓာလည်းပဲရနေတာခေရတာတော့မှတရားနုစင်တို့ပခုံးတစ်ပတ်ကြာခေါင်းပေါအောင်ဆင့်မဟုတ်ဘူးကိုယ်အကြောင်းကျိုးအကောင်းဆိုဟုတ်ဒီမဟုတ်ဒီမှန်ဒီမှန်ဒီချိုးရှိမကြီးဝေဘံပညာစိသိနိုင်တဲ့ဉာဏ်ပညာအားကြီးကြောင်းထောက်ပံ့နေလေဖြည့်စည်းနေတာကိုယ်တိုင်ကလည်းအကြောင်းအကျိုးအကောင်းအဆိုးဟုတ်ဒီမဟုတ်ဒီ မှန်သည်မမှန်သည်အကျိုးရှိမရှိ ဝေဖန်ပညာစစ်စစ်နိုင်တဲ့ဉာဏ်အဲ့ဒါဦးဇင်းတို့ဝိမာနာပေတာဝတ္ထုကျတော့လူ၄မျိုးရှိတယ်ဝိမာနာပေတာဝတ္ထုမှာနော်အဲ့ဒါလူ၄မျိုးကတော့ဦးဇင်းတို့နဘတ်၁ကနိရိယမနုဿတဲ့လွလွငရေသားတဲ့ငရေသားနဲ့တူသောလူဆိုတာကအမြဲတမ်းသူ့ကြည့်လိုက်ရင်ဒေါသတွေဖြစ်နေတယ်ဒေါသတွေနဲ့ချင်းကုန်ပြီးတော့နေတာပေါ့နော် ဒါဝိမာနာပိတဝတ္ထုမှာလူငရဲသားတဲ့ပြန်လဲပြီးတော့တို့တော့စမ်းသစ်ပေါ့ဗျာကိုနင်းထိုင်နေတခါတခါတို့ရဲကြည့်လိုက်တော့ဒေါသပြပူပူပြန်ပြီးအေးအေးပြန်ပြီပေါ့ဟာတခါခါကျတော့ကြည့်လိုက်တဲ့ခါကျတော့သူကတယောက်တည်းလေသူကရံပြင်းပြင်းနေတာအဲ့ဒါမှတ်တာလူငရဲသားတဲ့ဒေါသအထာနာသနာတိဒေါသဟာအကျိုးမဲ့ကိုဖြစ်စေတာတရားဒီဒေါသတရားနှိစက်လာပြီဆိုအဲ့ဒီပုဂ္ဂိုလ်ကသူလူတော့လူပဲဒါပေမဲ့လူငရဲသားဖြစ်နေတာ တောင်သူတို့ရှိဝိုင်းမှာဟောခဲ့တဲ့သတော်တို့အစင်းတို့ရက်ပြစ်ရှစ်ပါးတုန်းကလည်းပဲဒီသဘောတရားလေးတွေပြောခဲ့တာနော်ဟဲ့အဲ့ဒါကြောင့်မလို့အစင်းတို့ငရဲသားနဲ့တူတော်လူတဲ့နဘနှစ်ကျတော့အစင်းတို့သွားကြည့်လိုက်တော့ပြိတ္တာနဲ့တူတော်လူတဲ့သွားတော့လောဘတရားနဲ့ချင်းကုန်နေတာဒေယသူရဲ့ရှင်သန်မှုဟာဘာလို့မလဲဆိုတော့သူရဲ့ခါကျတော့ဟောငါစီဝါရေးအစဉ်ပြေလို့လုပ်ငန်းကံကအစဉ်ပြေကိုရောင်းရင်းဝတ်တာအစဉ်ပြေကို ရှာရဖွေရလို့ရရှာရဒါရင်နဲ့ပဲသူ့မှာတဏိတာမှာရှင်ကိုနေမနမုလင်းအေယတာမျက်နာတဲ့ဒီကနေရှာပြီးတော့ရှာဖွေလှူရှာရုံးကန်တဲ့တဏိတာဟာလောဘဆိုတဲ့ကိလေသာတရားရဲ့စိတ်ခိုင်းချက်နဲ့ပဲသူနေတဲ့အလုံးလုံးနေရတာဒါရတာလောဘကခိုင်းနေတော့ပဲဘွားနေရတာဒါကြောင့်ကျေးဇူးတော်ရှင်မိုးဆရာတော်ဘုရားကြီးကတခါကျော်ဥလာဝူတို့ခင်ဗျားတို့မှတ်ထားပါဗျာတဲ့ခင်ဗျားတို့ကလောဘသွားဆရာတင်တော့လောဘကခိုင်းလိုက်တာဗျာဟာတဲ့ ခင်ဗျားတို့ကောင်းကောင်းတောင်မှမထိုင်ရပါဘူးရမေဟိုနာသွားစီပွားလေးရှာလိုက်ဩဘယ်နေရာလေးသွားပြီတော့မေစီပွားလေးကဖြစ်တယ်သွားလိုက်ဩဟာမင်းမန်းလေးတော်စင်ပြေရန်ကုန်တက်ရှာဩမေရန်ကုန်တော့စင်ပြေဘူးမေဒီတဲ့ကောင်းတဲ့ပြိပတ်တော်ထွက်ပြီးတော့ရှာဩဘယ်သူကခိုင်းလဲဆိုရင်လောဘကခိုင်းတယ်ပြောပါခိုင်းတာအဲဒါကြောင့်ရှာမွေးပုံမှုလုံမှုရှာမွေးယုံမှုကံမှုဟောဒီဘက်ကအပြောပါဒါရင်နဲ့ပဲအချိန်ကုန်သွားမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်က ဟောကြည့်လိုက်တော့သူကလူပြိတ်တာတဲ့သူကပြိတ်တာနဲ့တူတော်လူတဲ့ဘာနဲ့တူတော်လူလဲပြိတ်တာနဲ့တူတော်လူလောဘနဲ့အချင်းကုန်းနေတာနော်ဝိမာလာပထဝတ္ထုမှာအဲဒါလူပြိတ်တာတဲ့ဒါနောက်တခါဦးစင်းတို့အိတ်လိုက်စားလိုက်ပျော်လိုက်ပါလိုက်နဲ့အချင်းကုန်းနေတော့သူကလူတလိษံတလိษံဆိုတာတိအိษာတိဆိုတာကသုံးပါအိษာဆိုတာလုံရှိတယ်သူကဘာလို့လဲစားမယ်အိတ်မယ်ငါးပြာအယုံကောင်းမွန်တရားတွေ ဲ့အချင်းကမှဒါကြောင့်မေတုံမေအိစားလို့ဆိုရင်စာရည်တည်ပြန်ဟဲ့ဒီမှာဦးသိန်းတို့ခုနှစ်နှစ်ဖျားရှင်တို့ခုနှစ်နှစ်ဖျားရှင်ကမှဖျားရှင်ကိုတော်မကြီးရဲ့ဒါအဲ့ဒါပရိသတ်နဲ့နေကံဖွားတော်မူကံတောတတော်မူကံဒါရရနဲ့ခက်ဆက်အတိတ်ပဲမြန်မာသားနဲ့ပတ်သက်ပြီးတော့အိဘက်ဟဲ့ဒါဒီဦးသိန်းတို့ငယ်စဉ်တုန်းကတော့ပရိယတ်ကြီးစာပေမှာဘုမြန်မာသားတော့ဒါလေးတွေပါတယ်ဒီဆုံးမစာပေလေးတွေရောခက်ဆက်အတိတ်ပဲလေးတွေရောဒီဘက်ပိုင်းဒီဘက်ပိုင်းမှာတော့ဘလို့ကနေဖြစ်ပြီးဘလို့တွေ ြစ်ပြီဒါတွေကပြောင်းလဲပြီးတော့ထုတ်သွားရတော့မသိဘူးကဲထားဒါတွေဆက်ပြောင်းရင်နိဗ္ဗာန်ကြီးရောက်ကုန်မယ်အဲ့ဒါနော်ဒါတွေကပြန်ထဲဖို့တင့်တဲ့အရာတွေကိုပြောတာနော်အဲ့ဒါဒီဘက်မှာဆိုရင်ဦးတို့စာသင်တိုက်ကြီးတွေပဲခွင်နေကဒီခွင်နေဘုရားရှိခိုးတွေပါတယ်သင်ရတော့တယ်ဘုရားရဲ့ဖြစ်တော်တဲ့ဗုဒ္ဓဝင်တွေပေါ့နော်ကျန်တာတွေဆိုရင်ဦးစင်းတို့တော်တော်လေးနဲ့နေရသွားတွေ့သွားတွေ့ရတယ်ပြဋ္ဌာန်းကျမ်းစာမှာလည်းဒါတွေကဖြုတ်ပြတော့ပို့ဆိုးသွားတာပေါ့ဗျာနော်ကဲထား အဲ့တော့ဥဒရောနဥစဉ်တို့ဒီမှာပူဇော်ခွင့်နေရကြတယ်။ဟဲ့ဒါပူဇော်ခွင့်နေရတဲ့ဓမ္မအစဉ်လေးတွေကဒရောနောဒါကြောင့်ဆရာတော်ဘုရားတွေဒီမှာဆိုရင်ဒါဥစဉ်တို့ဥယျာဉ်တော်တရားရေးတိုင်းမှာဆရာတော်ဘုရားအသီးသီးတွေလာရောက်ပြီးတော့တရားဓမ္မပေးကြတယ်။ပေးတဲ့အခါကျတော့ဒုဒရောနေတရားအစုံဓမ္မအစုံကိုဒါပူဇော်ခွင့်နေရကြတယ်နော်။ဟဲ့ရပူတော်ခွင့်နေရကြတယ်ဆိုတာလေသူတော်ကောင်းလုံးစင်းတို့ဓမ္မတတ်တွေနှလုံးသားတဲ့ကိန်းအောင်ကျူးသားကြရတယ်။အဲ့ဒါ နားတဲ့အတိုင်းလဲသိရမယ်သိတဲ့အတိုင်းလဲကျင့်သုံးနိုင်အောင်စူးစမ်းရမယ်တရားမလို့စဉ်တို့ကိုကနေပြီးတော့ဘာသိညာမှမရှိတော့ဘူးဆိုရင်ဒီလူတလိษံနဲ့ရောက်သွားတာလေနော်ဘာသာသာစမ်းမယ်အိမ်မယ်ငားပြာအယုံကာမုံတရားတွေမိဝဲမယ်မနမိုးလေးအရာတာမျက်နာတဲ့ဒါအဲ့ဒါသူသိတာပါလဲစမ်းပါပဲဘာအဲ့ဒါငားပြာအယုံကာမုံတရားတွေမိဝဲမယ်အိမ်မှာပဲဒါလောက်လေးနဲ့ပဲသူကချင်းကုန်ပြီတနစ်တာမှာ တဲ့ကြည့်လိုက်တော့ဆရာကြီးကမြဲတမ်းပြောတယ်ပြောလို့ရွတ်တော်ရွတ်တယ်ဗျာဒါပေမဲ့ပွတ်တာကမလျှော်ဘူးဗျာအဲ့ဒါဆရာကပြောတယ်ရွတ်ဖို့ဖွဲ့အဲ့ဒါနော်ဟာမနမိုးလေးနာလေးရွတ်ပြီဘုရားကုံတော်တရားကုံတော်တန်ခါကုံတော်အဲ့ဒါပဋ္ဌာန်းတရားတွေရွတ်ပြီပူဇော်တာတော့ကောင်းပါတယ်အဲ့ဒါပြီးတဲ့ခါကျတော့ဘာကြောင့်ဖုံးထိုင်ပေါ့နေဆရာပြောတယ်အဲ့ဒါရွတ်ဖို့တယ်သူဟာ အဲ့ဒါ나이ပိုင်းကြည့်တော့သူပွတ်တာများနေတာဒီမှာနော်ကဲကြည့်လိုက်ကြည့်လိုက်ကြည့်လိုက်ဒါနဲ့ချင်းကုန်သွားတဲ့ခါကျတော့အဲ့လိုလည်းမဖြစ်စင်နဲ့ရွတ်လဲရွတ်ပါရွတ်ထားတဲ့ဓမ္မစံပေတဲ့ကအတ္တိတရားတွေကိုလည်းကိုကရအောင်ယူပါအဲ့ဒါယူပြီးတော့လည်းရှင်းသုံးနိုင်အောင်ကြိုးစားပါတရားဥဒ္ဓနကြည့်လိုက်တော့တရားဓမ္မပူဇော်တဲ့ခါတရားဓမ္မဒါကယူယုံနဲ့လည်းမပြီးနဲ့လို့ပြောတာနော်ကောင်းပါတယ်ဥစဉ်တို့ရွတ်တာဖတ်တာတရေစေတာပူဇော်တာ စာတလုံးဘုရားတူဗုဒ္ဓရဲ့စာပေတွေကိုကိုကနှုတ်ထဲမှာရွတ်ရတာအဲ့ဒါရွတ်နေတဲ့ဗဇက်လုတ်တန်းလက်လုတ်တန်းကုသိုလ်တရားတွေကတော့ဖြစ်နေတာပဲเนาะအဲရွတ်ရုံနဲ့မပြည့်ဘဲနဲ့အော်တို့ရုပ်ဘတရဇေနေတဲ့ဓမ္မစာပေတွေကအတိတ်ကဘယ်လိုရှိတယ်ဒေါ်တရားတွေကဘယ်လိုရှိတယ်ခုခေတ်ဆိုရင်ဦးစင်းတို့ပို့ပြီးတော့လိလာတာလွယ်သွားတယ်ဘာကြောင့်လဲဆိုတော့ဦးစင်းတို့ဒီမှာ AI ခေတ်မှာကိုသိရင်တဲ့အကြောင်းအရာကိုရှာလိုက်တာနဲ့ AI ကအလုံးရှာပေးသွားတယ်เนาะအဲအဲ့ဒါ AI ကအလုံးရှာပေးသွားတယ်ဟိုမှာ သူရုပ်ဝါဒတွေမှာတည်ထင်ထားရတဲ့အမှန်တော်လို့နော် AI ကိုသွားပြီးတော့ဖះเจ้าနေမိသူကအကုန်ပြောပြရတယ် AI ကိုသွားပြီးတော့ဟိုမှာခန္ဓာ၅ပါးကြောင့်မိသူကခန္ဓာ၅ပါးပြော ပြရတယ်ဗျာအဲ့ဒါသွားပြီးတော့ INS 12ပါးကြောင့်ပြောဆိုသူက INS 12ပါးပြောတယ်ဗျာအယုတ်ကြီးရောက်အောင်တော့လှုပ်ထားနော်သူကမေးလိုက်တယ်ဟိုမှာပိဋကတော်မှာဘယ်နေရာမှာဘယ်စာပေတွေဘာလဲဆိုရင် AI ကမေးလိုက်တယ်သူပြန်ဖြေနေပြီဗျာနော်အဲ့ဒါပြောချင်တာလွယ်လွယ်ကူကူနဲ့ လေးလာမှတ်သားလို့ရနေတဲ့အချိန်ဒါအိတ်လိုက်စားလိုက်ပြောလိုက်ပါလိုက်မောလိုက်ကြွလိုက်ဆိုရင်အဲ့ဘုကလူတလေးဆန်အစင်လောက်ပဲရှိတယ်အဲ့ဒါနံပါတ်၄မှာကျော်ပရမတ္ထလူသားပြောအောင်ပါရဲ့လေအဲ့တော့ဝိမာနပိတဝတ္ထုမှာလူလေးမျိုးနော်နံပါတ်၁ကလူငရေသားငရေသားနဲ့တူတော်လူအဲ့ဒါနံပါတ်၂မှာကျတော့လူပြိတ္တာပြိတ္တာနဲ့တူတော်လူ နံပါတ်3မှာကျလူတလိษံတလိษံနဲ့တူတော်လူဟောတော့နံပါတ်4မှာကျပရမတ္ထလူသားပရမတ္ထလူသားဆိုတာအကြောင်းအကျိုးအကောင်းဆိုဟုတ်ဒီမဟုတ်ဒီမှန်ဒီမှန်ဒီအကျိုးရှိမှကြည့်ဝေဘံပညာစိစစ်နိုင်တဲ့ဉာဏ်ပညာနဲ့ပြည့်စုံတယ်တဲ့တော်တော်အဲ့ဒါပရမတ္ထလူသားဒါဒီကုသိုလ်ပဲဒါဒီအကုသိုလ်ပဲဒါကတော့အကြောင်းပဲဒါကတော့အကျိုးပဲဒါကတော့ကောင်းတာပဲဒါကတော့မကောင်းတာပဲ ဒါကတော့ဟုတ်တဲ့တရားပဲဒါကတော့မဟုတ်တဲ့တရားပဲဒါကတော့မှန်တဲ့တရားပဲမမှန်တဲ့တရားပဲတရားအကြောင်းအကျိုးအကောင်းအဆိုးဟုတ်သည်မဟုတ်သည်မှန်သည်မမှန်သည်အကျိုးရှိမရှိအကြောင်းအရာတစ်ခုမှနော်ဒါအကြောင်းအရာတစ်ခုမှဆင်ញံပြတော့ဒါကတော့အကြောင်းမေးဒါကတော့အကျိုးပဲဒါကတော့ကောင်းတဲ့လုပ်ငန်းပဲဒါကတော့ဆိုးတဲ့လုပ်ငန်းပဲဒါကတော့ဟုတ်တာပဲဒါကတော့မဟုတ်တာပဲရမ်းရုံအကမ်းရုံအမှန်းရုံ မယုံလိုက်ပါနဲ့တရားဥစွန်းတို့ရဲ့ဗုဒ္ဓဝါဒကဘာဝါဒရှိလဲမင်းဝိပစ္စဝါဒတဲ့တရားဝိပစ္စဝါဒဆိုတာကိုယ်ပိုင်ဉာဏ်ဖြင့်စိစစ်ပြီးမှယုံကြည်ရတဲ့ဝါဒတရားအကြောင်းအရာတစ်ခုကိုစိစစ်ပါဝေပန်မှပိုင်ခြားပါဒါတော့ဝေပန်ကဆိုတာအများကိုတိုက်ခတ်ဖို့အများကိုကဲ့ရဲ့ရှုံ့ချဖို့မဟုတ်ဘူးကိုကနေဒီလမ်းကြောင်းမှန်မမှန်ဆိုတာကိုကသုံးသပ်နိုင်တဲ့ဉာဏ်ပေါ့ဗျာကိုမစွမ်းနိုင်ရင်ကိုနီးစရာဆရာသမားတွေထံမှာတွားရောက်ပြီးတော့ရှောက်ထားပါဘော ဆရာသမားတွေထမချင်းကပ်ပေါ့ဗျာဓမ္မစာပေတွေလေ့လာပြီးတော့ဒါလေးတွေမှတ်သားပေးပါတယောက်အကြောင်းအကျိုးအကောင်းအဆိုးဟုတ်သည်မဟုတ်သည်မှန်သည်မမှန်သည်အကျိုးရှိမရှိဝေပန်ပိုင်းခြားစိစစ်နိုင်တဲ့ဉာဏ်ပညာကဲတော့ကြားရလားအလုံးပြောကြားရလားကဲကြားရင်ပြောကြည့်အောင်အကြောင်းအကျိုး အကောင်အစုဟုတ်သည်မဟုတ်သည်မှန်သည်မမှန်သည်အကျိုးရှိမရှိဝေပံပိုင်းချာစိစစ်နိုင်နေဉာဏ်ပညာတရားသူတော်နှုတ်စဉ်တို့လူ့ဘဝတော့ရပါတယ်လူမိဂာမြတ်တလောင်းနေရက်နေမှာဆိုလို့ အဲဒါလူတော့လူပါပဲသူတော်ကောင်းတို့ဥစဉ်တို့စီဝါရေးရှာတဲ့ုံဖွေတဲ့ုံလှုပ်တဲ့ုံကင်တဲ့ုံသွားတဲ့ုံလာတဲ့ုံပြောတဲ့ုံဆိုတဲ့ုံဒါလောက်လေးနဲ့မပြီးသေးဘူးလေဗျာသူတော်ကောင်းတို့နော်အဲဒါကြောင့်မလို့ဥစဉ်တို့ဝိမာနပေတာဝတ္ထုအကဲခက်ကြီးတဲ့ခါကျတော့အဲဒါလူငရဲသားရဲ့လူပြိတ္တာရဲ့လူတလိမ့်ဆန်ရဲ့ပရမတ္ထလူသားရဲ့ကဲအလုံးပြောသူတော်ကောင်းတို့၄မျိုးထဲမှာဘယ်သေးပါလဲဆိုရင်ပရမတ္ထလူသားတွေပါပါတယ်